အားလုံးပဲမင်္ဂလာပါခင်ဗျာစာရေးသူဆရာမောင်ရှင့်ရေးသားတဲ့လေပြင်းနန်းတော့ပန်းချက်တဲ့ရှင်လို့အမည်ရတဲ့ရတဝတ္ထုတို့လေးကိုကျွန်တော်ကိုရှိတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ လိုက်ပါနားဆင်ခံစားပေးကြပါအောင်ခင်ဗျာ လေပြင်းနန်းတော့ပန်းချက်တဲ့ရှင်မြားသားငယ်တဲ့ရေရမုံငွေလိုင်းတွေဖြူစွာနေမြေအေရနဒီကျောမှာမျောကြတိုက်ပေါ်စုံစင်းလာတော့ကွန်လေကလေးတစ်စင်းပေါ်မှာဆွဆဲငင်ငင်တန်နေတန်ထားနေ ဟေကျွေးတန်သည်မြစ်ပြင်ကျဲကြီးကို အလျားအလိုက်ဖြတ်တန်းတိုက်ခတ်လာသောလေပြေကလေးနှင့်အတူ လွေမျော၍ပါလာပါသည်ညနေဆောင်ချွေအိုယောင်နေအောင်ကြီးတို့ပတ်ပြန်းထားသောမြစ်ရေပြင်ဝဲဘေဒါအုပ်များဒိုင်တယောများကဟိုတစုဒီတစုမျောပါနေကြသည်ကြာခံရွာကလေးကိုကြော်ဖြတ်လာလိုက်သည်နှင့်တထောင်စီချိုးမြစ်ခွေကြီးကိုတန်း၍ရောက်လာတော့သည်ဆယ်တောင်တို့ဝမ်းပိုက်ကြဲကြဲလေကလေးမို့ လှော်လိုက်တိုင်းရိတ်ကနေရိတ်ကနေပြေးလာသေးတော့မဟုတ် အားနဲ့ကြဲ၍တက်ကို လေလုံးကွင်းအောင်လှော်နိုင်ပါမှမှန်မှန်သာပြေးလေလေသွားရန်ထက် ဝန်တင်နိုင်ဖို့ရည်ပဲကအလျားဆယ်တောင်မှာဝမ်းပိုက်အကျဲ2000တထွားခန့်ထား၍ဆက်ထားသည်ဖြစ်လေရာအဝေးကလမ်းရွေကြည့်လိုက်ရင်လေဘူးတို့ကလေးဖြစ်လူတို့လည်းရင် အပေါင်းခတ်လေတို့လည်းရင် အလှော်ခမ်းဟူသောစကားပုံအတိုင်းပဲ့ကန်ရတာခက်လာရှိ၏ ထိုလှေပုတို့ကလေးကိုပင်ရှေ့တယောက်နောက်တယောက်ထိုင်၍အားနှင့်လှော်လေလေလှေကရေတဲဝက်ခါတုံဆွဲလေလေနှင့်ခရီးကတော့လုံးဝမတွင်လာပြီ။ဘာပဲဖြစ်ဖြစ်ဒီလေကလေးနှင့်လှူစားလာခဲ့ဒီမှာအမေတို့လက်ထက်ကလေးကဆိုတော့ဝိုင်းစိန်မှအသက်ထက်ကြီးခဲ့လေပြီ။အဖေကပိုက်တမှာအမေကငစိမ့်တယ်ဒီပုတ်သေးကဒီဘဲတစ်စိတ်သာဖြစ်တော့ဝိုင်းစိန်မကလည်းဘာမှမလုပ်လို့လေ။ အမေကမေးရဲ့သွေးဆုံးကင်ပြီးအိပ်ရတဲ့လဲတော့ရှောက်တန်းနဲ့အကြောင်းထွက်လိုက်ရကရှိန်ငွေကင်ငါးပန်းရွက်ခဲ့ရသည်မှာဘာမှထူးဆန်းလာသေးတော့မဟုတ်ငစိမ့်တဲ့တတန်6နှစ်ကျော်လာလေတော့အခါဝိုင်းစိန်မကြီးအသက်19နှစ်ကျော်က20နှစ်ထဲသို့ရောက်ခဲ့ရှိပြီမြို့ပြမှာဆိုလျင်တော့ထွေရွယ်သည်ပညာတင်တုံးတင်စဲကာလဖြစ်မြင်မှန်တော်ညာသူတို့တော်တလေတော်သဘာဝအရာဆိုလျင်တော့ ထိုအရွယ်သည်အိမ်အောင်ပြုတင်သောအရွယ်ဖြစ်တော်၏ထိုကြောင့်ပင်တဆက်တဆက်ချောင်းနှင်းမကလေးတွေက အမကြီးအမကြီးနှင့်အပြိုကြီးဆိုင်ရင်အတင်းသွင်းကြလေတော့ဤတကယ်တော့ဝိုင်းစိန်မှာအပြိုကြီးမဖြစ်ချင်ပါရှိရှိသမျှအပြိုကြီးမှန်သမျှကို မေးကြည့်ကြစမ်းပါမှန်မှန်ကန်ကန်သာဖြေကြမယ်ဆိုလျင်အပြိုကြီးဖြစ်ရှင်သူတရားအောင်မှရှိမည်မထင် အခြေအနေအကြောင်းအကြောင်းကြောင့်တွေဒါအပြိုကြီးဖြစ်နေကြခြင်းကတော့အမှန်ပဲဝိုင်းစိမ်မကလည်းထို့အတူပါတားမမတ်မရမမတ်ပေါင်းသေးလောက်ကန်ကျွေးမွေးမိသူဖြစ်ကိုကလည်းနှစ်သက်သဘောကျနိုင်မိသူလည်းဖြစ်လျင်ဆိုလျင်တော့ယူလိုက်ရှင်သေးတာပါအခုချက်ချင်းသို့တော့ထို့သို့တော်ညာအတော်ခက်သည့်တော်တော်ပါကား မြို့မှာတော့ဘလို့ဖြစ်၍ဘလို့နေကြသည်ကိုကိုနှစ်အလံဝေးလာ၍ဝိုင်းစိန်မှမသိပါသူတို့တော့မှာတော့ယောက်ျားတွေအရှိုးပြောင်းကုန်ကြကုန်ပြီအဲ့ဒီယူပန်းဒဏ္ဍဟူသောဇကားသည်ဟိုးခင်းနောက် ခဝေးဝေးမှကြံခဲ့ရှိပြီမိမတယောက်ရုပ်ကလေးလှယုံနဲ့မပြည့်စုံတော့မိဘကလည်းအရေးကြီးသေး၏ဘသူတမီးလဲသူ့အဖေကဘာလို့လှုပ်တယ်လဲလေယာချောင်းမြောင်ရော့ရှိရလား စတာတွေကအရေးကြီးပါသေး၏အင်းတကြီးတမီးတို့ပဲ့တော်ပိုင်ရှင်တမီးတို့ဆိုလျင်တော့စိုးပွဲရမရှိအတန်ရှက်ဆက်ပိုင်ရှင်တမီးဆိုလျင်တော့ပြောမနေပါနဲ့နော်လိုချင်သူတွေက ပေါများလှပါပြီဝိုင်းစိန်မတို့ကတော့ရုပ်ကအလှကြီးမဟုတ်တော့ညာအသားကလေးညိုဆူဆူနဲ့မိမပီတာတော့အဆက်အပေါက်နဲ့ရွာလေလမ်းမတွင်ဝိုင်းစိန်မလမ်းလျှောက်သွားလျင် ကာလာသားတွေမပြောနဲ့ ဥပုပ်စီရက်ကပြန်လာတော့ဘာဘကြီးအရွယ်တွေကပင်လယ်ပင်ဆောင်းအောင်ငေးရသည့်တော်ပန်းကလေးတစ်ပွင်လည်းဖြစ်ပါ၏ဒါပေမဲ့အဖေကပိုက်သမောင်းအိုကြီးအမေကမေးရဲ့သွေးဆုံးနေအဲ့ရတဲ့ပက်လက်သူ့ရဲ့အောက်မှာမောင်ငယ်ညီမတွေက၃ယောက်ဆိုတော့ကြီးမလာသည့်ဒီတာဝန်ကြီးကိုဝင်ထမ်းရမည်သူကအခြားသာမဟုတ်လားခူးပြီးခတ်ပြီးနှူးပြီးနှက်ပြီး အသင်၌စားယုံ ထမင်းဝိုင်းလောက်ဘသူကားမှစိတ်မဝင်စားပြည်ပန်းညိုကလေးကတော့ရှိုလာပါဤတို့တော်မနေ့ကတုန်းကကျုံကမာဘက်မှာရှုံနေဖောမတဲ့ဟူသောသတင်းစကားကိုမဆိုင်ဆောင်တယောက်ဘယ်ကနေဘလို့ကြားလာသည်မသိဖော်မိချုံတွေကလည်းအများကြီး၄၅ချုံလောက်ရှိမတဲ့ကျုံကမာဘက်ကငါအထီးအမိကောင်းလာ၏အင်းချောင်းတွေဆိုလည်းရင်အရှားဒေတာတွေထက် ပပဆက်ဆက်အထွက်ကောင်း၏ငါးကြီးငါးကောင်းငါးတန့်တွေကများပါ၏တို့အတွေ့ဖောက်တွေတွေက အလူအရက်မတ်မြေဆိုလဲမတ်လောက်ပါ၏ငဖက်ကုန်းချင်းရှင်မလားငပြေမချင်းရှင်မလားငရံချင်းရှင်မလားလာမဆန်းလေနိခံသွားရပေမည်ထို့ကြောင့်ထိုးရှုံတွေက ထွက်လာမည်ငါးတွေပဇွန်တွေအားလုံးကိုသာတူဦးတဲ့ဖောက်တွေရခဲ့ပါလိမ့်မတ်လောက်သောငွေကြီးအမြဲအစွန်းကကျင်းသေးပင်ရနိုင်၏ ဒါတွေကိုရှစ်ဆက်ကလဲခဲ့တော့မဆိုင်တောင်းတို့ကရှုံပိုင်ရှင်ဘသူလဲရှုံပိုင်ရှင်ဟာငားတိုင်ပစွန်တိုင်းတွေနဲ့ငွေကြီးအနှောင်အဝယ်ရှိသူလားမရှိဘူးဆိုလျင်တော့ထိုရှုံပိုင်ရှင်ကိုဘသူကအညာကိုင်းနိုင်တယ်လဲဆိုတာစုံစမ်းတော့ဤအညာကိုချတော့ဝိုင်းစိန်မကိုမြင်လေဤဟုတ်ပြီအညာကိုကိုင်း၍လှုပ်တော့အတီးမကြွေခံနိုင်ရောလား တကယ်တမ်းပြောရမည်ဆိုလျင်တော့မဆိုင်တောင်းတို့နဲ့ဝိုင်းစိန်မကတမ်းမတူကြပါမဆိုင်တောင်းတို့မညိုများတို့မဆိုးတင်းတို့ဆိုတာသူတို့ရွာတကျော်မှာတော့ဇော်တွေပါခေါင်းတွေပါ အရင်အနည်းကလည်းများစုပ်ကင်ထားနိုင်နေတဲ့ဖြင့်အင်းလောကငါးကန်လောကတွင် ပြိုင်ဆိုင်ရှားတွေပဲပါငါးစေးပစွန်စေးတွေကလည်းတိတော်မူကြသည့်အတိုင်းကောင်းကင်လေမိနေသည့်လေတကွန်တွေလို မြေပြင်ပေါ်မကြဆက်တမ်းတလူလူတလွင်လွင် မြင့်ကျင်တိုင်းမြင့်နေကြသည်မဟုတ်လားဒီတော့ခေါင်းတရက်စာလင်မန်းတစ်ချက်စာအရင်နှီးတင်ပင်အံ့ဩဖို့ပင်ကောင်းသည်တောင်းကနမက ပြေလွတ်နိုင်ပါယိုးလားထိုအခါဇလုံးပတ်ကလေးလင်မန်းစုပ်ကလေးတန်နိုင်စာရောင်းနိုင်ဖို့အရင်နှီးသည်ခေါင်းရက်ပြတ်ထိုးတမကလေးများတွေအဖို့မဟာတောင်ဝန်ကြီးပါပင်ဝိုင်းစိန်မသည်ဟောဒီတရွတ်တို့ ဝါခင်မမြေကြီးတကျော်ရှိအင်းအိုင်ချောင်းမြောင်းချောင်းရိုးတမန်မကျန်ဘဝွန်ပိတ်ဒိုင်းဝန်ခတ်ပိုက်ရှာရှုံဖော်ငမားတန်ရှာကွန်ပြည့်၍ရလာသည်မသောငါးပစုံတို့ကိုလန်ငင်းဝယ်တန်ဝယ်ရင်းနေသူများ ဆိုလျင် ခောက်ပြန့်ကြီးอยู่၍မြို့ကဈေးကလေးမှာလက်လီရောင်းချပြီးဝမ်းသာချနေရသူဖြစ်လေရကယခုကဲ့သို့မဆိုင်တောင်ပြောသောရှုံကြီး၄၅၆ရှုံလောက်ဖော်၍ရလာသည်မသောငါးပစုံတို့ကို အဖေတို့လက်လွဲငွေရှိဝယ်ယူနိုင်ပါမည်နီမဆိုင်တောင်းတို့တို့လက်ကြီးသမားလဲလဲဝဲဝဲရှိသူများကတနေ့ယာကနန်းထောင်ကနန်းလောက်ကိုစိတ်မဝင်စားထောင်ကြီးကနန်းတောင်းကနန်းလောက်ကိုသာစိတ်ဝင်စားကြသူတွေဖြစ်၏တို့ကြောင့်ယခုကိစ္စကိုလက်လော့မခံနိုင်ဒါပေမဲ့ဝိုင်းစိန်မကို အရာသွင်းပြီးဆက်တူထက်ဝက်စားပေးကခေါ်လာရသည်မှာဘာအတွက်နီဒါကိုဝိုင်းစိန်မသဘောမပေါက် ။သို့တော်ချုံပိုင်ချင်းကကိုအောင်ပွင့်ဟုသိလဲရချိန်မှာတော့ခက်ရည်ရည်သိလာခဲ့ရရှိပြီ။ကိုအောင်ပွင့်သည် ဝိုင်းစိန်မ၏အရှိပန်းကိုစွလန်းနန်းကျူရန်စူးစမ်းနေသောကြာကန်ရွာအထက်ကျုံကမာရွာမှလဲသမားချောင်းသမားလူပြိုတို့ကြီးဖြစ်သည်။ညမငယ်ကလေးနဲ့အမေမုံဆိုးမကြီးကိုရိုးရိုးတသားရှားခွေကျွေးမွေးသူလည်းဖြစ်ပါ၏။လက်ရည်က20ခန့်ကိုဆိုင်ရင်းကား2ယောက်နဲ့ဖိဖိစီစီလောက်ကင်နေသူဖြစ်ပြီး သူတို့မြေရိုးတစ်ချောင်းရှုံပေါင်း၁၄၅ချုံချထားကနှစ်ရီသုံးရီတခါရှုံဖို့၍ဝင်ငွေကောင်းနေသူလည်းဖြစ်ပါ၏ထိုကိုအောင်ပွင့်သာရှုံနေဖို့မှာအမှန်ပင်ဆိုလျင်ဝိုင်းစိန်မအဖို့ငွေအရင်အနည်းအတွက်ပူဝင်စရာမလိုခောက်ပြန်ချေပေးရှိ၍ယူရောင်းယုံသာရှိတည်မဟုတ်ပါလားတို့တော့ခတ်တာတစ်ခုကရှုံကတရှုံနေပုံမှာမဟုတ်တော့စဉ်းစားကြရပင် ။ယခင်ယခင်တုန်းကတော့ခြုံတခြုံဖော်ပြီးရလာတမျခတ်လေပေါ်တင်ပြီးကိုတိုင်ခတ်လာပြီးဝါခဲမဈေးတို့အလား။လန်ကူလက်တွင်ဆောင်ကဈေးကောင်းလေးရှိသောဝိုင်းစိန်မှထံရှိန်ဝင်ချိန်တွယ်ပေးပြီးပြန်လေရှိမြဲဖြစ်ပါ၏။ခြုံတခြုံဖော်၍ရလာသောငါးပစုံဆိုသည်မှာ မိလာသောဆက်ထုပ်ဘေးကြားငဖဲအောင်ငတန်းတို့အတစ်တော့ငမွေတို့ငမွေကြားတို့ကိုလာ၍ 2000-3000ဘူအထိရှိတတ်ပါ၏ထိုမြောက်ငွေကိုပင်အပြည့်အဝမပေးရှင်နိုင်သောဝိုင်းစိန်မာကရောင်းမိချပြီးနောက်တနေ့မှငွေရှင်နိုင်ပါ၏ကိုအောင်မွင့်ကလည်းယုံကြည်လက်ခံမြဲဖြစ်ပါ၏ယခုတော့ဖော်မိချုံကတရှုံတည်းမဟုတ်တိန်ကနန်အထက်မှာရှိပေလိမ့်မည်ဖြစ်သောထိုငါးပစုံတို့၏တံပိုးကိုဝိုင်းစိန်မှတောင်းဝန်မယူနိုင်ပါတောင်းဝန်လည်းမယူရဲပါ ကိုအောင်ဝင်းကပေးသည်ထာအောင်ယုံသည်ထာအောင်ဒီလောက်အောင်ထီတော့အခွင့်အရေးမယူသင့်မယူကောင်းဟုဝိုင်းစိန်မှအခံယူထားပါ၏အပြိုမတယောက်ဤဂုံတိတ်ခါကလည်းရှီသေးသည်မဟုတ်ပါလောထိုအခါမတောင်းစိန်ကငွေကြေးကိစ္စသူ့တောင်းဝန်ထားဝိုင်းစိန်မကကိုအောင်ပွင့်ရဲ့ကုံတွေကိုရအောင်သာတောင်းဝန်ယူအမြတ်ကိုတယောက်တဝဲဟုကမ်းလန်းလာလေတော့အခါမတ်လောက်เสียပါပဲဘလာကောင်းကောင်းခင်တို့တို့ အသားညွညွနှင့်ကိုအောင်ပွင့်သည်တကယ်တော့အယုတ်ဆိုးသည့်ဆင်းရဲနှဲမှာတွင်းတော်ရပါ၏ပြီးတော့အသက်က30တော့နည်းနည်းကျော်ပေလိမ့်မည်ထို့ကြောင့်လည်းကိုအောင်ပွင့်ကိုလက်တွဲရန်ဝိုင်းစိန်မှနောက်တွန့်နေခြင်းမဟုတ်ပါလားတကယ်တော့ဝိုင်းစိန်မှတို့အရွယ်သည်တိရွက်လှုပ်တာကိုပင်ရည်ကျင်သည့်အရွယ်မဟုတ်တော့တော်လေစိတ်ကူးတော့ရင်ကျင်သေးပါ၏ငွေတစ်စင်ပွင့်မဟုတ်တော့ညာပင်မြက်မှာတော့နေရာယူခြင်းသေးပါ၏ သူနှင့်ကိုအောင်ပွင့်တို့အကြောင်းရိတ်ဖန်းတန်ဖန်းနှင့်အကဲခတ်မိသောမဆိန်တောင်းတို့မတ်ညိုများတို့မဆိုးတင်းတို့ကတော့ဝိုင်းစိန်မနော်စိတ်ကူးမလွဲ့နဲ့ရုပ်ရှောတာကဖဲ့စားလို့မရဘူးသိရလားညီးမကြောထောက်နောက်ခံတောင်းတောင်းတသာရှိလို့လားဟိုကလဲနေချောင်းနဲ့အိမ်ကြီးရခိုင်နဲ့ရိုးရိုးတသာကြီးကိုမူမနေနဲ့ကောင်မရဲ့ ဒါမျိုးတွေးဖို့လွယ်တာမှတ်လို့ဟူဒေးတီးပေးကြတော့လေဝိုင်းစိန်မှစိတ်ဆုံးဖြတ်၍မရနိုင်သည်တခါတခါတော့အဖေတို့အမေတို့အတွက်ပါ အစဉ်ပြေရေးတွေး၍ခေါင်းညိတ်မီကြံမီသေး၏တို့တော့လူပုံကစိတ်ကူးရင်စရာတစ်စက်မှမရှိဝိုင်းစိန်မနဲ့တွေ့တိုင်းမှာလဲရင်ခုန်ခြင်းစရာစကားတခုံးမှမပြောသူရှာလာသည့်အထက်ကကောင်းပေကြီးပေဆိုသည့်ငရံကြီးများပစုံတို့ကြီးများငဖဲကုန်းကြီးများကိုတီးရှားဖဲက ဒါကငါတက်တက်ပေးတာဗျကုံချိန်နဲ့မထက်နဲ့နေ့အဖေအမေတွေစားဖို့ဟူတူတူပင်ပြောကဝိုင်းစိမ်မလှေဝမ်းထဲကိုပြစ်ထက်ပေးသွားတတ်တာကလွဲလို့ဝိုင်းစိမ်မမျက်နာဖူးဖူးကလေးကိုမျက်မျက်နှုံနှုံငေးတာကလွဲလို့အထွေထူးမဆူတက်ချာတော့ကိုအောင်ပွင့်သည် ဝိုင်းစိမ်မစိတ်ကူးအိမ်မက်ထဲကမင်းသားကလေးနဲ့တော့အပေါင်းကြီးကွာနေသေး၏ဒီမှာမြကြီးမောဂုံတတိုင်းငွေတတိုင်းတွေဘလောက်ပဲချားထားပါသေး ားတောင်ကိုကြော်ရကြော်ရမီးပင်လည်းကိုဖျက်ရဖျက်ရကိုရှိတဲ့မင်းစီကိုအရောက်လာခဲ့မယ်ဆိုတာယုံလိုက်ဆမ်းပါများကြီးမို့ဟောဟူကောင်းခင်ပေါ်ကလာချမ်းကွေးကလေးကိုလှေကလေးလှုပ်ပြီးစီးကျင်ပါတယ်လို့မင်းကပူဇော်ခဲ့ရင်မရရအောင်ဆွတ်ရှူပြီးဟောဒီချောင်းကလေးထဲမှာမင်းစီဖို့လောင်းလေကလေးလှုပ်ပေးပါမယ်များကြီးမို့စသည်ဖြင့်ဟုတ်တာမဟုတ်တာအတာထားဖြစ်နိုင်တာမဖြစ်နိုင်တာအတာထားလို့စကားလုံးအနှူးရွတွေ ဝေစွာွှဲနှက်တတ်သောဓာတ်ဆက်တဲကပြတ်ဆက်မင်းသားလေးလိုလူမျိုးကိုတော့စိတ်ကိုရင်ရင်သေး၏သူတို့ရွာကလေးမှာตาရေးနာရေးရှိတိုင်းဓာတ်ဆက်လာဖွင့်လေးရှိသူအောင်မင်းစိန်ကိုဖြတ်ခနဲသွား၍တတိယလိုက်မိသေးသည်လူပုံကဖြူနှဲနှဲဂျင်းပေါင်းမီနှင့်တီရှပ်ကိုမွှဲစတန်းဝေ၍စိတ်ကလက်ဖာနေပုံကလေးကရင်ခုန်ခြင်းစရာကောင်းလွန်လှပါပြီ။ တန်းဆက်ပိုင်းချင်းဤသားဖြစ်ပြီးဆင်းရဲငါမထားပဲလူငါမထားပဲကိုတိုင်လိုက်၍ဖွင့်ပေးလေရှိ သူတက်ဆက်ဝိုင်းစိန်မတို့ရွာကလေးထိတ်ရှောင်းဝရောက်သည်နှင့်တရွာသားအချက်ကပူပါတယ်အမေဆူရင်ငါးစီပြေးခဲ့ဟောဒီရွာတရွာလုံးဒီတငယ်မအလားဆုံးနေညုံချင်းတိန်တောက်တဲ့အခါဖွင့်၍ရွာချေချောင်းကလေးတဲဝင်လာပြီးဆိုလျင်တော့ဝိုင်းစိန်မတို့အပြိုတစုတို့မှာမြူးတုတုပြုံးကရင်ခုန်ချရပါသည် သူထက်ငါအလှပြင်ကြရသည်ညာကြလျင် အလှအပဆုံးနှင့်ပြင်ပြီး အောင်မင်းစိန်တန်းဆက်ဖွင့်သည့်နေရာအနားသွားကလက်ဖက်ပကံပဲရှားရတော့မလို့လို့ရင်းနှွေးချမ်းအိုပဲရှားရတော့မလို့လို့ဆဲလိုက်ခွက်ပဲကမ်းရတော့မလို့လို့နှင့်လူလုံးပြကြရအောင်မြည်ထိုအခါအောင်မင်းစိန်ကစီကလက်ကို ထောင်းထောင်းထားအောင်ဖွာပြီးမျက်စိမေးကဗီဒီယိုကားတဲကနန်းဘိန်မင်းသားစတိုင်နဲ့ကျေးဇူးဟုများအပြောခံလိုက်ရလေရဲ့ ထိုအပြုံမအဖို့တညာလုံးအိတ်မပြောဟုဆိုတတ်ကြသည်။သို့တော့အောင်မင်းစိန်ကတော့သူတို့လိုငစိမ့်တဲ့ကလေးများကို စိတ်ကူးပါမည်လို့ရွာကိုရောက်တည်နေဇဘူတွန်းဟုတင်မောစီနှင့်အော်လံခွက်ကြီးတစ်ခုမှထင်းထင်းရှားရှားရေးထားသောဟွန်ကြီးနှလုံးကိုအမြင်ဆုံးကိုကိုပင်ကြီးပေါ်တင် ရေခင်းတံပနာမတီလုံးခွေကက်ဆက်ထဲထည့်ပြီးတာနဲ့စိတ်ချရတဲ့ရွာခံ ကာလာသားလက်ထဲဆက်ကိုထိုးအပ်ခါ ရွာမှာအရှမ်းသာဆုံးဗီဒီယိုပိုင်ရှင်ဤသမီးရှစ်တန်းနှစ်ခါကြာကောင်းပါကလေးစီအခါစားဝင်ခဲ့နေရှိပြီအင်းပေါ်လေလူဆိုတာကိုကဘာမှမဟုတ်ပေမဲ့အမြင့်ကိုမှမှန်းချင်းသည့်အမျိုးမဟုတ်ပါလောအင်းဒုကလည်းအေးမလုပ်ပါသူကဒုကိုမကြိုက်ပေမဲ့ဒုကိုကြိုက်တဲ့သူတွေကလည်းရှိပါဟိုမခန့်ချင်းစိတ်ကလေးနဲ့တွေ့ပြီးလှေကိုတအားကျုံရေလှော်လိုက်သည် ဟဲ့ဟဲ့ဝိုင်းစိန်မဘလို့ဖြစ်တာတော့ညိနေအေးလေဦးမမတောင်းစိန်ကလှမ်းရအော်ဤဘဲနဲ့မအော်ပဲရှိမှာတော့သူတို့လေကလေးကိုအောင်ပွင့်တို့ဖော်လက်ဆချုံကိုရောက်၍လေကိုကတ်အန်းဟူမတောင်းစိန်ကရှုံတိုင်းကိုလှမ်းကင်ကလေဦးချိုးရှီမီလုံနေတော့မှာလေပဲ့မစိတ်ကူးကျင်ရတွေစိတ်ကူးရင်လာတော့ဝိုင်းစိန်မကကျုံးရွယ်ကြီးလှော်နေတဲ့ဖြင့် မတောင်းစင်ကများရေတဲထိုးကြတော့မလို့လို့ဖြစ်ခဲ့ဒီမဟုတ်ပါလို့ထိုအခါကိုအောင်ပွင့်ရောရှုံဘောအလုံးတော်မများကပါဝိုင်း၍ရည်ကြလေတော့ဤဟုတ်သည်သူတို့ဇောကနိရွာကလေးကနေတရွေ့ရွေ့လော်ခတ်လာခဲ့ကြရာကြာကန်ရွာကလေးကိုရောက်တော့ညနေဆောင်ပြီကြာကန်ရွာကိုကြော်ပြီးလိုက်ရင်တထောင်စင်းဆိုမြေကွက်ကြီးစီရောက်ဤထိုမြေကွက်ကြီးထဲမှာကျုံကံမှာကျုံကံမှာရွာကလေးရှိတယ်မဟုတ်ပါလားညနေရေအကြတွင်ရှုံခေါ်ကြရမည် ရလာသောငါးပစုံများကိုဝိုင်းချိန်မားတို့အမျိုးတူရာရွေးမည်ချိန်တွေ၍ယူရမည်ပြီးလည်းရင်ရွာအရောက်ပြန်လော်ကြရပေဦးမည်မိမိတို့ရွာပြန်ရောက်လျင်ငါးတိုင်ကြီးတွေမှာတွင်းတင်တာတွင်အရှင်လောင်တင်တာလောင်နှင့်ရွေးရဲ့ဆဲရဲ့ချိန်ရဲ့တွေရဲ့နှင့်တကောင်ကြောတော်မပြီးနိုင်အောင်အလုချုပ်ကြပေဦးမည်ဒါတွေကိုမတွေးတော့မပူရင် မကြောက်ကြပဲဘာမဟုတ်သည့်ကိစ္စတွေကိုစိတ်ကူးရင်လာမယ် ကို့ဟာကိုတိနေတော့ဝိုင်းစိန်မကရှက်ရှက်နဲ့အမစိန်တောင်းကလည်းရောက်ရင်လည်းရောက်ဝင်မပြောဘဲနဲ့ဟိုရှက်ရမ်းရမ်းလေတော့အခါအလို့တော့ဝိုင်းစိန်မညီစိတ်မှမှန်သေးရလားတော့ဟောဒီမှာညီအဆက်ကိုအောင်ပွင့်ကြီးရှုံမေးကလေပေါ်မှာထိုင်လျက်တာတွေ့နေတဲ့ဟာငါကရောက်ပြီလို့များတတိပေးရအောင်မလဲတဲ့ဟာညီတော့ငါမပြောလိုက်ရှင်ဘူးဟင်း ဲ့ဒါသာကြည့်ပြီးတော့မောင်အောင်ပွင့်ရေဝိုင်းစိန်မတို့များကြုံကမာကိုသာလာရမယ်ဆိုကြတဲ့ကစိတ်နဲ့လို့ကတ်တော့တာမဟုတ်ဘူးမောင်အောင်ပွင့်ကပဲကြည့်ပြီးတော့ပြောပြီးတော့ဟေးငစိမ့်တဲ့ပြီပြီကကလန်အောင်ပြောဝိုင်းစိန်မနဲ့ကိုအောင်ပွင့်နဲ့လည်းရှီပြီးတုတ်ပြီးသားဖြစ်သူနဲ့လည်းကိုအောင်ပွင့်နဲ့လည်းပြောမနာဆိုမနာသဘောမျိုးရင်းနှီးမှုလည်းရအောင်ပြောတတ်ပါပေသည်သူ့အဖြစ်သူသတိထားမိပြီးချက်နေတော့ဝိုင်းစိန်မကသူ့ဘေးကလေးရဲ့လေပေါ်မှာ သူ့ကိုပြုံးပြပြချင်းနဲ့ကြည့်နေတော့ကိုအောင်ပွင့်ကိုမဲပြီးလုံမိလို့ရာလှော်တက်နဲ့ရေကိုကော်ပြီးပတ်ထက်လာရင်တွားမตาကြီးမကောင်းဘူးဟောဗျာကျုပ်ကဘာလို့တို့တော့ဟုတ်ဆိုပြီးလက်ကာကရှေခါခါနဲ့ရုတ်တရက်ထား၍အဆောင်တွင်လှေလူး၍ရေထဲသို့ဟုံးကနေပြုတ်ကျသွားသောအခါဝိုင်းစိန်မာရော မတောင်းစိန်ရော အလौဒမားတွေရောဝိုင်း၍ရေတန်သည်အိတ်တန်းတက်ဆငှအပေါင်းတို့ကိုပင်လမ်း၍ပြေးစီတော်၏ရေကြပြီရှုံကိုရင်းတွေပတ်ပြီးကာပြီးရှုံကိုင်းများကိုကန်းဆက်ပေါ်ပြည့်တင်ပြီးချိန်မှာတော့ငဘက်တွေငရံ့တွေငဖယ်တွေတဝုံဝုံထခုန်နေကြပြီကိုနှင်းအုပ်သူကအုပ်ဒိုင်းဝုံနှင့်ကော်သူကကော်ရေထဲငုပ်၍ဆင်းဖန်းသည့်သူကဖန်းနှင့်အလौရှုပ်ကြနေပြီပစုံတို့ကြီးတွေတော်တော်မိတယ်ဟေ့ နှောက်ခမ်းမီးတွေစမ်းမိတာကြမ်းနေတာပဲဟုအော်သူကအော်ရှောင်းအောက်ချိန်မှာငဝတ်မရောငချောက်ဖားတွေပါအများကြီးဟေးနေမိတာဟိုဆိုသူကဆိုကြလေတော့အခါဝမ်းသာပီတိစိတ်ဖြင့်ဝိုင်းစိန်မကကိုအောင်ပွင့်ကိုလှမ်းကြည့်သည်မသားကြီးကတော့ဝိုင်းစိန်မကိုရှိသည်မထင်ရှောင်းထဲကငါးတွေကိုငေးရင်းသဘောတွေကြနေတော့ဤ အားမလို့အားမရဖြစ်ကကိုတိုင်ဝင်၍ဒိုင်းဝန်းနှင့်ထိုးထိုးကော်နေသောကိုအောင်ပွင့်ကိုကြည့်၍မမလေးထမိန်ကိုစူးစမ်းလိုက်ပါအောင်ကိုအောင်ပွင့်ရေဟုအလုသမားများကဝိုင်းအော်လေသောအခါအမစိန်တောင်းကဝိုင်းစိန်မကိုလှမ်းကြည့်၍ပြုံး၏ဝိုင်းစိန်မကတော့ကြက်သိန်းဖိုးဖွေးထဆက်သွေးထွေးထွေးကြွရင်ပီတိတွေဝေစားနေတော့၏ရေပြန်မတက်မီရေဦးပြန်၍ မလဲမီမှာပင်လူအင်အားကောင်းလာတဲ့ဖြင့်ခြုံချောက်ခြုံဖော်ရပြီးသွားခဲ့ပြီရလိုက်တဲ့ငားတွေပစုံတွေမှာလည်းဖွေးဖွေးလို့နေဝင်သွားခဲ့ဒီမှာအတော်ကြာခဲ့ပြီမို့မြေရိုးတစ်ခွင်မှာမှောင်ရီဝေလဲအရေးမဲတွေစိုးမိုးနေပြီးလှေကလေးပေါ်တွင်တော့မီးတိုင်ခွက်ကြီးတွေကိုမီးစာချေချေထုတ်၍ထွန်ထားသည်ဖြင့်မီးရောင်တွေကမြိုင်နေအောင်လင်းတော့ဤထိုမီးရောင်အောက်တွင်တစ်ဖြက်ဖြက်ခုံတစ်ဆက်ဆက်တုံနေသောငားတွေပစုံတွေကိုကြည့်ပြီး ကိုအောင်မွင်းတယောက်မှာဥရင်မျိုးနေဤကိုအောင်မွင်းရေကျုံတို့ကျိုးကျိုးဆဆဖမ်းပေးထားတယ်နော်ချမ်းနေဗျာတိလားတွားလေကွာတွားဥရည်သုံးလုံးလောက်ဆွဲလဲကွာတယောက်ယောက်ကမီးဖို့ပြီးပစွန်ထုတ်၄၅កောင်မီးဖုတ်လေကွာလေဦးကောင်းထဲမှာစားတုံးနဲ့တံမြာတီပါတယ်ကွာဟိုစေတနာတလဟောနဲ့သဘောကောင်းတော့အခါမိုင်းသိမ်းမကြီးမျက်ဆောင်ကနေချင်းချင်းမီးရောက်အောင်ပါပင် ကိုအောင်ပွင့်စီဖြတ်ခနဲပြေးဝင်လေဤထိုအခါကျမှဟေးကောင်လေးမင်းတို့ဘာသာအချမ်းပြေလောက်ကြကွာငါတော့မပါဘူးဟုခပြခရာပြောဤထိုအခါကြောင်တော့မသေးမီသေးဘူးဟေးစင်ကတော့စင်းစင်းကြီးသေးပါပြီကွာဟုတယောက်ယောက်ကအော်ပြောသောအခါနားလေသဘောပေါက်စွာဖြင့်အားလုံးကဝိုင်း၍ရီမောကြပြန်ဤရေထဲမှာ၆နာရီလောက်စိန်၍ငါးတွေဖမ်းနေရသောကိုအောင်ဝင်းတယောက်မှာ မဲယုံတာမက ပြာ၍နှမ်း၍ဖြစ်နေပြီတခိုက်ခိုက်လဲတုံအောင်ချမ်းနေခဲ့ချေပြီထိုအခိုက်မှာပင်ငကြီးတက်တက်ငခုတက်တက်ငရန်တက်တက်ရွေးစင်နေသောဝိုင်းစိန်မက အောင်မလေးအမိတ်ဟူအလန်တကြောင်အော်တန်ကလေးထွက်သွားလေ၏ငကြီးစူးသွားသောလက်ကိုတဆက်ဆက်ခါက တင်းအင်းအင်းညင်းညူနေချိန်မှာတော့ဝိုင်းစိန်မ၏လှေကလေးပေါ်သို့ဆွေကနေကိုအောင်ပွင့်မှာခုန်တက်သွားခဲ့ပြီ ဘာဘာဖြစ်တာလဲဟိုစိုးရင်နေကြီးမေးရင်အနာကတ်သွားသည်ဟိုဟိုငကြီးစူးလို့တော့ဟိုငိုမဲ့မဲ့ချိုနှဲ့နှဲ့ပြောရင်သူ့ရဲ့လက်ကလေးကိုပြ၏ငစိမ့်တယ်မပဲဟာငကြီးစူးတာစမ်းတာမှမဟုတ်တာဘာအခုမှအဖြစ်သေးနေတာလဲဟူအပြစ်တင်မစောတင်လာပါຫນွဲခွင်းရသည့်အခါမူခွင်းရသည့်အခါစူခွင်းရသည့်အခါຫນွဲကြမူကြစူကြရသည်မှာမိမတို့၏အခွင့်ရေးပါ မညီစော်တွေနန်းစော်ငါအကျေးကွန်တွေဒလိန်ထိုးထိုးတက်နေသောဝိုင်းစိမ်မကြီးလက်ညှိုးကလေးကိုစက်ခနဲဆွဲယူပြီးဗစက်ထဲဆွဲယူထဲကအစိပ်ပါသောသွေးတွေကိုဆုပ်ယူနေသောကိုအောင်ပွင့်ကိုမျက်လုံးကလေးမှေ့ဆင်ပြီးရင်းတွေတဒိုင်းတိုင်းခုန်နေသောဝိုင်းစိမ်မကကျေးဇူးတွေပင်အထူးတင်နေမိ။ရေတဲနေတဲ့နေရပါများ၍သပင်တွေကနေချင်းချင်းအင်းကြီးပပသောရင်အုပ်ကြီးကကြွက်သားအဖူ ထိုကြောသားအဖို့ကိုထု၍ထု၍ခရခြင်းစရာစူးချသောမြဝန်းအစုံကဝိုင်းစိန်မကိုဂယုဏတက်စွာ ရှင်းမြတ်နိုးစွာငေးရည်နေကြ၏တခါစူးမိလျင် တရေတက်တရေကြအစိတ်တက်သောငကြီးစူးကြောင့်တဆင်းစစ်တိုက်ကြိုက်ခဲနေသောဝိုင်းစိန်မ၏လက်ညှိုးကလေးသည်ကိုအောင်ပွင့်က၃၄၅ကဆုပ်၍ဆုပ်၍ထွေးပစ်လိုက်သောကြောင့်အစိတ်တွေကုံသွား၍လောဒါမှမဟုတ်နှွေးထွေးသော အာငွေ့နှင့်ထီထွေးလိုက်ရ၍လောဒါမှမဟုတ် ကိုအောင်ဝင်းဤမြေတာကယုဏနှင့်ရူရပိုက်ထွေးမှုကြောင့်လောမပြောတတ်တော့ဆက်ရှင်တတ်တာသွားခဲ့ပြီ။အိုးလှွက်ပါတော့အတန်တုံတုံကလေးနဲ့ပြောရင်လက်ကလေးကိုအတာဆွဲယူ၏ကိုအောင်မွင့်ကဘေးဘီကိုအတာဝေးဝိုက်ကြည့်သည် မဆိုင်တောင်းနှင့်လူငါများရှုံဤအရှားတစ်ဖက်တွင်ငဟားတွေပစုံနေရွေးဆယ်ရင်းအလုတ်ရှုပ်နေကြ၏အစင်းစင်းအကန့်ကန့်ရင်းချက်များကိုဖျက်တမ်းလာတော့မီးအောင်သည် ဝိုင်းစိမ်မဤဖူးရနေသော မျက်နှာကလေးပေါ်မှလာ၍ထင်နေ၏။ချက်သွေးပြန်းနေသောအရှိစိတ်ဖြင့်ထုံမွန်းမွေးမြနေသော အပြိုမာကလေးတယောက်ဤမျက်နှာမျက်နှာကလေးထက်လှပသောအရာသည်ကဘာကြီးမှဘယ်အရာကမှတူရှင်နိုင်မည်မဟုတ်ပါပေ။စုပ်ကင်ထားသောဝိုင်းစိမ်မဤလက်ကလေးကိုသူ့ဘက်ဆွဲယူလိုက်လျင်ခရရရင်ဖြစ်နေသောဝိုင်းစိမ်မ၏ကိုလုံးကလေးကရင်ခွင်ထဲသို့ဆွေကနေပြိုဆင်းလာခဲ့၏။မသားကြီးနော် ဟုတ်ကျင်းဆဲလိုက်သောဝိုင်းစိန်မ၏အတန်ကလေးသည်တစုံတစ်ခုသောပယောကကြောင့်တုံရီလိုင်မောနေ၏မဲညင်းညင်းရင်ခွင်ကြီးသည်ချွန့်သောငညီသောနန်းလျက်ရှိသည်သို့တော်ဖြူစင်သောယူသားသောရှည်ရှည်မြတ်တာ၏အဟုန်ကြောင့်ဝိုင်းစိန်မ၏စိတ်ထဲတွင်ရေမွေးရနှံဖြင့်ထုံဤနေသည်ဟုထင်မိခဲ့ရှိပြီဟုတ်သည်အယောင်အသွေးတူသောငှက်တို့သည်တကိုင်းနေနားကြသည်မဟုတ်ပါလားဟုတ်ကဲ့ပါခင်ဗျာ ဝိထုတို့လေးကတော့ဤတင်မဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မများအားလုံးကိုစိတ်နှပါရှင်လန်းချမ်းမြေ့ကြကဘေးပရာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ